ကျမတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ10ရက်နေ့နေ့လည်ခင်ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းကတော့ရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်အင်အားအပြည့်ရှိတယ်လို့ကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစစ်ကောင်စီက2025နှစ်ကုန်ပိုင်းမှာပြည်လို့ဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲအတွက် ကုစလေအင်အားအပြည့်ရှိတယ်လို့ကြက်ခိုင်ရေးပါတီရဲ့ဥက္ကဋ္ဌဦးခင်ရေကပြောဆိုလိုက်ပါတယ်။မေလ30ရက်နေ့ကနေပြည်တော်မင်္ဂလာသီရိဟိုတယ်မှာပြုလုပ်တဲ့ငလင်ဘေးအလွန်မြန်မာစီးပွားရေးပြည်လဲကုစားခြင်းနဲ့ပြည်လဲထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲမှာပြောဆိုခဲ့တာပါ။ရွေးကောက်ပွဲကော်မရှင်ကအမိန့်ထွက်မလာသေးဘူး။မဲဆန္ဒနယ်မြေမထွက်လာသေးဘူး။ကျွန်တော်တို့ကတော့မပူနဲ့။ကျွန်တော်တို့မှာကုစလေအင်အားအပြည့်ရှိတယ်။ပူတော်မှပူနေသေးတယ်။အခုလောလောဆယ်ကုစလေအရေးချင်းတတ်မှတ်ချက်တွေကလည်းထွက်မလာသေးဘူးလို့ဆိုပါတယ်။ မဲဆန္ဒနဲ့တခုမှ၄ရောက်၅ရောက်အရန်ထားပြီးအဲ့ဒီလူစရင်ကိုကြားအဖွဲ့အစည်းတခုနဲ့လူတုလက်ခံမှုထောက်ခံမှုရှိမရှိဆွေးနွေးပြီးဆုံးဖြတ်မယ်လို့လည်းဆိုပါတယ်စစ်ကောင်စီအနေနဲ့အခုနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲပြုလုပ်နိုင်တဲ့နေရာတွေမှာပြုလုပ်သွားဖို့စီစဉ်နေတာဖြစ်ပြီးရွေးကောက်ပွဲပြုလုပ်မယ့်ရက်မဲဆန္ဒနဲ့ကိုယ်စားလှယ်အရေးအချင်းသတ်မှတ်ချက်အစရှိတာတွေကိုတော့ထုတ်ပြန်ကြေညာတာမရှိသေးပါဘူးခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့စကန်းသိမ်းမြို့သိမ်းနဲ့ထင်းသာမြင်သာရှိတဲ့စစ်ပွဲအောင်နိုင်သည့်အထိတိုက်ခိုက်နိုင်တဲ့အရာရှိနဲ့စစ်တီများကိုအသက်အရွယ်နဲ့အရေးချင်းကန့်သက်ချက်မထားဘဲယာဒူးတိုးပေးမယ်လို့မင်းအွန်လိုင်းကမလုံပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာနိုင်ငံတွင်စကန်းသိမ်းမြို့သိမ်းနဲ့ထင်းသာမြင်သာရှိတဲ့စစ်ပွဲအောင်နိုင်သည့်အထိတိုက်ခိုက်နိုင်တဲ့အရာရှိနဲ့စစ်တီများကိုအသက်အရွယ်နဲ့အရေးချင်းကန့်သက်ချက်မထားဘဲ ရာထူးတိုးပေးမယ်လို့မင်းအောင်လိုင်ကမလုံးပေးလိုက်တဲ့ညွန်ကြားချက်တည်းရထုတ်ပြန်လာကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်အကြံဖတ်စစ်ကောင်စီကလာမယ့်နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမှာဖြစ်ကြောင်းထို့ကြောင့်နိုင်ငံတော်တည်ငြိမ်ရေးနဲ့လုံခြုံရေးအတွက်တမတော်သားများအပါအဝင်နိုင်ငံသားတိုင်းမှာတာဝန်ရှိကြောင်းနေမြီတည်ငြိမ်ရေးနဲ့ဥပဒေစိုးမိုးရေးဆောင်ရွက်ရာမှာစကန်းသိမ်းမြို့သိမ်းနဲ့ဆုံရှုံနေမြီများပြန်လည်ရရှိရေးတိုက်ပွဲအနိုင်ရရှိသည့်အထိတိုက်ခိုက်နိုင်တဲ့အရာရှိစစ်သည်များအားလုံးကို အသက်အရွယ်ပညာအရေးအချင်းနဲ့ယာရုဆိုင်ရာကန့်သက်ချက်များမထားတော့ဘဲယာရုတိုးအဆင့်တိုးပေးမှာဖြစ်ကြောင်းထို့အပြင်တိုက်တိုက်တန်တန်လဲအစုချမှာဖြစ်ကြောင်းသိရှိရပါတယ်။စကန်းသိမ်းမြို့သိမ်းနဲ့ဆုံးရှုံးထားတဲ့နေမြေတွေပြန်ရအောင်တိုက်ပွဲတွေအနိုင်ရရှိရင်ယာရုတိုးအဆင့်တိုးပေးမယ်။အဲ့ဒီလိုတိုးပေးတဲ့နေရာမှာအသက်အရွယ်အရေးအချင်းကန့်သက်ချက်မထားတော့ဘဲတိုးပေးမယ်လို့ညွှန်ကြားချက်ထုတ်လာတယ်။ ထင်သာမြင်သာရှိတဲ့တိုက်ပွဲအောင်နိုင်မှုတွေဆိုရင်စုတစိတ်တွေပါချင်းမြင်မယ်လို့ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောဆိုပါတယ်။အဲ့ဒီလိုစစ်ကောင်စီကမတ်လုံးပေးရမှာစစ်မှုထမ်းတပ်သားများလည်းအကျုံးဝင်ကြောင်းယာရုတိုးရမှာတိုက်ခိုက်စွန့်ရင်နဲ့စစ်ပွဲအောင်နိုင်မှုအပေါ်မူတည်ပြီးတူးမြင့်ပေးမှာဖြစ်ကြောင်းထိုက်တန်တဲ့ယာရုနဲ့အစ်စ်များနဲ့အတူလာစာစုကြည့်အပါအဝင် အခြားအခွင့်အရေးများပါခန်းစားခွင့်ပေးမှာဖြစ်ကြောင်းသိရှိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီအတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံကိုအလင်းဝင်ခြင်းထွက်ပြေးခြင်းစခန်းနှင့်မြို့များကိုခုခံကာကွယ်ခြင်းမပြုတော့ဘဲထွက်ပြေးခြင်းလက်နက်ချခြင်းစစ်တုံးပန်းဖြင့်ဖမ်းခံရခြင်းများဖြစ်ပေါ်လျက်ရှိကြောင်းတော်လှန်ရေးတပ်ဖွဲ့များရဲ့ထုတ်ပြန်ချက်အရာသိရှိရပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးချင်တာကတော့ဖမ်းဆီးခံရသူဒုတိယဗိုလ်မှူးကြီးကျော်လင်းကျန်ရဲ့ကိုယ်ရေးအချင်းချုပ်စုံစမ်းသိရှိရသလောက်တင်ဆက်ပေးပါမယ်ခင်ဗျာရခိုင်ပြည်ကြောက်ဖြူတိုက်ပွဲမှာအရခတ်တပ်တော် AA တန်းကိုလက်ရဖမ်းဆီးခံရသူ ဒုတိယပုံမူကြီးကျော်လင်းကျန်ရဲ့ကိုရီးအချင်းချုပ်မှာထွက်ပေါ်လာပြီးဖြစ်ပါတယ်။ဒုတိယပုံမူကြီးကျော်လင်းကျန်ရဲ့တာဝန်မှာတိုင်းစစ်ဦးစီးမှု G1 ဖြစ်ပြီးပညာအရေးအချင်းမှာမဟာကွန်ပျူတာသိပ္ပံဖြစ်ပါတယ်။၎င်းဟာ9ရက်1လ2001မှာအကြံဖတ်စစ်ကောင်စီတပ်ကိုဝင်ရောက်ခဲ့ပြီးတင်းနန်းအမတ်စင်စစ်တပ်ကတော်အပတ်စင်46ပြင်ဦးလွင်စစ်တပ်ကတော်ကိုတက်ရောက်ခဲ့သူဖြစ်ကြောင်းသိရှိရပါတယ်။၎င်းရဲ့ကိုပိုင်အမတ်မှာ G 3053နှစ်ဖြစ်ကအမျိုးသားမတ်ပုံတွေအမှတ်မှာစနစ်မြင်းဆောင်တက္ကတနိုင် 1.63ဖြစ်ကြောင်းသိရှိရပါတယ်။၎င်းဒုတိယပုံမူကြီးကျော်လင်းကြိုင်ကိုမေလ30ရက်နေ့မွန်လ3နာရီခန့်ကကြောက်ဖြူမြို့နယ်မင်းတပ်တောင်ကြီးရွာမြောက်ဘက်မီတာ600ခန့်အကွာမှာရှိတဲ့ဆက်မှုလက်မှုတင်တန်းကျောင်းအနီးဖြစ်ပွားခဲ့တဲ့နှစ်ပတ်တိုက်ပွဲအတွင်းတပ်သား14ဦးနဲ့အတူ AA ကလက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်တင်ဆက်ပေးကြတာကတော့လက်နက်မဲ့ဒုက္ခသည်စစ်သားတွေလက်ခံထားရှိရာ မြောက်ဒီခလာရနှစ်ခွန်ကတရင်ဌာနချုပ်ကိုတော်လန်ရေးတက်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကရင်ပြည်နယ်မြောက်ဒီမျိုးဆောင်တပ်ဖြစ်တဲ့ခလာရနှစ်ခွန်ကတရင်ကိုတော်လန်ရေးတက်တွေကယမန်နေ့ညဦးပိုင်းမှာလက်နက်ကြီးတွေနဲ့ဇက်တိုက်ပြစ်ခတ်တိုက်ခိုက်နေပါတယ်။မေလ31ရက်နေ့ညဦးပိုင်း9နာရီလောက်ကစတင်ပြီးည10နာရီလောက်ထိတော်လန်ရေးတက်ဖွဲ့တွေကခလာရနှစ်ခွန်ကတရင်တဲကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပြစ်ခတ်တိုက်ခိုက်နေတယ်လို့ကရင်စည်ရေးတရင်အရင်မြစ်ကဆိုပါတယ်။ သူပြစ်ကိုပြစ်ပဲဟိုနေ့ညကနှစ်ခွန်ငါးကလက်နဲ့ကြီးတွေနဲ့လှမ်းပြစ်လို့ဒီနေ့ KNU အဖွဲ့တွေကလာပြစ်နေတာလို့ကရင်စည်ရေးတရင်အရင်မြစ်ကဆိုပါတယ်မေလ28ရက်နေ့ကမြဝတီမြို့တောင်ဘက်နားကဝေါ်လီမြို့ကကနေလီတက်စခန်းကိုတင်ပိုက်ခံရပြီးမှခလာရနှစ်ခွန်ငါးတရင်ကတော်လန်ရေးတပ်ဖွဲ့တွေရှိရာကိုလက်နဲ့ကြီးတွေနဲ့ပြစ်ခတ်ခဲ့ပါတယ်မြဝတီမြို့ကတအူကတော့ခလာရနှစ်ခွန်ငါးတရင်တဲကိုအနည်းဆုံးလက်နဲ့ကြီးစေလုံးကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့ပြောပါတယ် မြို့ရင်းထဲမှာစစ်ဖြစ်နေတဲ့အတိုင်းပဲလို့သူကဆက်ပြောပါတယ်။ခလာယာနစ်ခွန်ကတက်ရင်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတက်မတော် KNL PDF Cobra ပူးပေါင်းတက်တွေက2024ခုနှစ်ဧပြီလ10ရက်နေ့ညကအဲ့ဒီတက်ရင်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ခလာယာနစ်ခွန်ကတက်ရင်တွေကတက်မလေးလေးတက်မမှုဘူမူကြီးစုမင့်ထအပါအဝင်စစ်ကောင်စီတက်သားတရာကျော်ဟာမြန်မာထိုင်းချစ်ကြည်ရေးတတအမှတ်နှစ်အောက်မှာတွားရောက်ခိုးလုံခဲ့ရပါတယ်။တော်လိုင်းရေးပူးပေါင်းတက်တွေဟာ ခလာယနစ်ခွန်ကတက်ရင်ကိုတပတ်အကြာပဲတင်းချုပ်ပြီးပြန်လည်ဆုတ်ခွာခဲ့ပါတယ်။အခုအဲ့ဒီနစ်ခွန်ကတက်တယ်မှာမြန်မာထိုင်းနယ်ဇက်ကတက်စကန်သိန်းတိုက်ပွဲတွေကနေထိုင်းဘက်ကိုခွေပြီးဝက်ပြီးထွက်ပြေးသွားခဲ့တဲ့လက်နက်မဲ့ဒုက္ခတဲ့အိုနာကြိုးကန်စစ်သားတွေကိုပြန်လည်လက်ခံထားရှိနေရချထားပေးတာဖြစ်ပါတယ်။မြန်မာထိုင်းနယ်ဇက်ကဘလေတိုစကန်သိန်းတိုက်ပွဲကနေထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား60ကျော်ကိုမေလ28ရက်နေ့မှာနေဆက်ကိတ်ဖြစ်တဲ့ ဆက်ချောက်ကိန်းကနေမြဝတီမျိုးဆောင်တက်ဖြစ်တဲ့ကလာယာနစ်ခွန်ကတရင်သေးကိုပြန်ပို့ခဲ့တယ်လို့စီရီတရင်အရင်မြက်ကဆိုပါတယ်။ပြီးခဲ့တဲ့မေလ23ရက်နေ့ကကော့ကရိတ်မြို့နယ်ကစစ်ကောင်စီရဲ့ဘလီတိုတစကန်းသိမ့်တိုက်ပွဲကနေစစ်ကောင်စီတပ်သား62ဦးဟာထိုင်းနိုင်ငံဘက်ထဲကိုထွက်ပြေးခဲ့တာပါ။ထွက်ပြေးပြီး9ရက်အကြာမှာပဲထိုင်းစစ်တပ်ကဆက်ချောက်ကိန်းကနေပြန်ပို့ခဲ့တာလို့ဆိုပါတယ်။မေလ28ရက်နေ့မှာလဲစစ်ကောင်စီတပ်သား62ဦးဟာ ်ထိုင်းနိုင်ငံအတွင်းထဲကနေဖြတ်ပြီးတေဘောဘိုးပြူဟာတစကန်းကိုစစ်ကူလာခဲ့ပါတယ်အဲ့ဒီစစ်ကောင်စီတပ်သား62ဦးကိုလည်းတော်လိုင်းရေးပူပေါင်းတပ်တွေကမေလ28ရက်နေ့မှာဂျားဖြတ်တိုက်ခိုက်ခဲ့တာမှာ28ဦးကထိုင်းနိုင်ငံဘက်အချမ်းကိုပြန်လည်ထွက်ပြေးခဲ့ပါတယ်ဒါပြင်မေလ28ရက်နေ့ညဦးပိုင်းမှာလည်းနေဆက်ကဝေါ်လီမျိုးနာကကနေလီစစ်ကောင်စီတပ်စခန်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကသိမ်းပိုက်ရမှာလဲစစ်ကောင်စီတပ်သား92ဦးဟာထိုင်းနိုင်ငံဘက်အချမ်းကိုထပ်မံထွက်ပြေးခဲ့ပါတယ် နေဆက်ဒေသမှာရှိတဲ့တက်စကန်တွေတိုက်ခိုက်ခံရတဲ့အခါစစ်ကောင်စီတပ်သားတွေကအလွေတကူပဲထိုင်းနိုင်ငံဘက်ချမ်းကိုပြေးဝင်နေကြပါတယ်။ထိုင်းစစ်တပ်ကထိန်းသိမ်းပြီးရဲတပ်ဘက်ကြားတဲ့အခါမှာသူတို့ကိုစစ်ကောင်စီထံကိုပြန်လွှဲပေးလိရှိပါတယ်ခင်ဗျာ။ထမံတင်ဆက်ပေးကြတာကတော့တော်လန်ရေးသမားအချင်းချင်းသွေးမကွဲပါကစစ်အာဏာရှင်ကိုနိုင်မယ်လို့ PDF အမတ်နဲ့နေမြစစ်စင်ရေးမှုပြောခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ စစ်အာဏာရှင်အဆက်ဆက်ကျင့်သုံးအောင်မြင်ခဲ့တဲ့တော်လိုင်းရေးပတ်တော်သားအချင်းချင်းတွေးကွဲစီမဲ့စည်းကိုယခုတော်လိုင်းရေးသမားများကြော်နိုင်ပါကစစ်အာဏာရှင်ကိုအနိုင်ရမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမတ်နှစ်စစ်စင်ရေးနေမည်စစ်စင်ရေးမှူးရဲဘော်တင်ဦးကပြောကြားပါတယ်တို့ပြန်လာပြီးအေယာဝရီရဲ့ပင်လယ်အရောက်ယူမဖောက်စကဝိုင်းဆွေးနွေးပွဲမှာရဲဘော်တင်ဦးကယခုကဲ့သို့ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်တော်လန်ရေးမှာကျန်တဲ့မြီကိုအလုံးတိထားပြီးဖြစ်ပြီး ်အဓိကပြောလို့ဒီမှာစစ်အာဏာရှင်တိုင်းလုပ်နေတဲ့စီတုံးစီကြော်လွှားနိုင်ရေးဖြစ်တယ်လို့ရဲဘော်တင်ဦးကဆိုပါတယ်အဲ့ဒီစီတုံးစီကဘာလဲဆိုတော့ပထမကသွေးအေးစေမဲ့စီအာဏာရှင်က ကျွန်တော်တို့သွေးအေးသွားအောင်အမျိုးမျိုးအချိန်ဆွဲခဲ့တယ်အမျိုးမျိုးကောလာဟာလာတွေလုပ်ခဲ့တယ်အမျိုးမျိုးမျောလင့်ချက်အမှားတွေပေးခဲ့တယ်ဒါပေမဲ့ပြည်သူတွေကသွေးမအေးဘူးသွေးအေးစေမဲ့စီကိုကျွန်တော်တို့ကြော်ခဲ့ပြီးနောက်တစ်ခုကစီတစီထက်တာတယ်ဒုတိယစီသွေးကြောင်စီတဲ့စီ ပြည်သူတွေကြောက်သွားအောင်တော်လှန်ရေးသမားတွေကြောက်သွားအောင်ရရက်ဆက်ဆက်လုပ်ပြတယ်လို့ရဲဘော်တင်ဦးကဆိုပါတယ်စစ်ကြောရေးစခန်းများစစ်မြေပြင်များမှာစစ်ကောင်စီကရက်ဆက်စွာလုပ်ပြပြီးပြည်သူနဲ့တော်လှန်ရေးဘက်တော်သားများတွေးကြောင်သွားအောင်လှုံ့ဆော်ခဲ့ကြောင်၎င်းကဆိုပါတယ်သူတို့ကိုကြောက်သွားအောင်ဒါပေမဲ့လည်းကျွန်တော်တို့ပြည်သူတွေနဲ့တော်လှန်ရေးသမားတွေအားလုံးကရောအဲ့ဒီတွေးမကြောင်ဘဲနဲ့အဲ့ဒီဟာတွေကနာကျင်မှုတွေကိုခွန်အားဖြစ်ပြီးတော့ရှစ်ဆက်တိုးခဲ့တယ်ဒီစီးကိုလည်းကျွန်တော်တို့ကြော်နိုင်ခဲ့ပြီလို့ရဲဘော်တင်ဦးကပြောပါတယ် နောက်ဆုံးကြံနေတဲ့စီမှာတွေးကွဲစီမဲ့စီဖြစ်ပြီးအာနာရှင်အဆက်ဆက်ကျင့်သုံးအောင်မြင်ခဲ့တာကိုတွေ့ရတယ်လို့ဆိုပါတယ်ကျွန်တော်တို့တော်လန်ကြီးတမိုင်းကျောင်းပဲပြန်ကြည့်ကြည့်အဖွဲအစည်းတမိုင်းကျောင်းတွေပဲပြန်ကြည့်ကြည့်ဘန်းနိုင်ရောက်ခန့်နီးမှာကိုအချင်းချင်းကွဲလို့အာနာရှင်ကိုအရှုံးပေးလိုက်ရတဲ့တာရကတွေအများကြီးရှိတယ်ဒါကြောင့်မို့အခုကျွန်တော်တို့ကနောက်ဆုံးစီကိုရောက်နေပြီတွေးကွဲစီမဲ့စီကျွန်တော်တို့အချင်းချင်းကြားအထက်နဲ့အောက်ကြားအဖွဲစည်းအချင်းချင်းကြားဘယ်နေရာလေးဟသွားမလဲ ဘယ်နေရာလေးအကြောင်းထင်သွားမလဲတွေးခွဲတယ်တွေးကွဲအောင် လုပ်တယ်ကျွန်တော်တို့တွေးမကွဲရင်ဒီပွဲနိုင်ပြီလို့ရဲဘော်တင်ဦးကပြောပါတယ်စစ်ရေးအရာများစွာပြောစရာမလိုပဲအကြမ်းဖက်စစ်တပ်ကနိုင်ငံတဝန်းရှုံးနိမ့်မှုများစွာရင်ဆိုင်နေရတဲ့အခြေအနေမှာတွေးမကွဲပါကတော်လန်ကြီးအောင်မြင်မယ်လို့လည်းပြောပါတယ်ကျွန်တော်တို့ညီညွတ်ကြဖို့လိုတယ်ကျွန်တော်တို့ရဲဘော်တွေကိုဘာမှကျင်လဲဆိုတော့ကျွန်တော်တို့ညီညွတ်ကြဖို့လိုပါတယ်ကျွန်တော်တို့အချင်းချင်းအဖွဲ့အစည်းအချင်းချင်းတော်လန်ကြီးတမအချင်းချင်းညီညွတ်ကြဖို့လိုတယ် ပန်းနိုင်ကိုအတူတူရောက်အောင်သွားကြမယ်ကျွန်တော်တို့ရဲဘော်တွေအဲ့ဒါလေးပြောချင်ပါတယ်လို့အမတ်နှစ်စစ်စင် ရေးနယ်မြေစစ်စင်ရေးမှူးကပြောကြားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လှန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်နေတဲ့ကိုချင်းတူတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ